ပဲစိတ်နဲ့သဘောထားနေရမှာဆိုရင်မရေတိတယောက်တည်းနေရတာကြိုက်တယ်အေးစစ်နေရတာကြိုက်တယ်ရှင်းနိုင်ရင်ဘူးနဲ့မှလည်းစကားမပြောရရင်အေးစင်ရောအာခုနကယောက်ျားလေးလည်းမကြိုက်ဘူးမိန်းကလေးလည်းမကြိုက်ငယ်တဲ့သူဆိုလို့ရှိရင်လည်းပြီးခံရတယ်ကြီးတဲ့သူဆိုလို့ရှိရင်လည်းအနိုင်ကျင့်ခံရတယ်အဲရွေးကူဆိုလို့ရှိရင်လည်းအကြိုက်ခံရတယ်မှန်လားရှင်မှန်ပါတယ်ရွေးကူပေါင်းရင်လည်းသူကကြိုက်တယ်ကြီးတဲ့သူပေါင်းရင်လည်းနိုင်ချစ်တယ်ဟိုကခိုင်းဒီဟာခိုင်းတယ်လေငယ်တဲ့သူဆိုလို့ရှိရင်လည်းသိခံရတယ်အကုန်လုံးပုံပြီးပဲလုပ်ပေးနေရတာ အဲ့တော့ဒီစီးပွားရေးမှာလည်းဒီတိုင်းပဲဒါတော့သဘောပြောပြရအောင်နော်စိတ်နေသဘောတော့ဆိုတာမဲရည်တီဟာလာကိုမိသားစုထဲမှာတော့ကိုမောင်နှမနဲ့ကိုမပြောမဲရတယ်အဆင်မပြေလို့ပြောအခုလည်းဒီတိုင်းပဲမပြောလိုအပ်မှပြောတယ်မလိုအပ်ရင်ပြောအဲ့တော့စီးပွားရေးလောက်လာတဲ့အနေအထားတစ်ခုမှာမဲရည်တို့မှာကိုထက်ကြီးတဲ့သူနဲ့ရောအလုံးလုံးပါဘူးလားကိုယ်ကငယ်တဲ့သူနဲ့ရောယောက်ျားလေးနဲ့ရောရွယ်သူနဲ့ရောငယ်တဲ့သူနဲ့ရော ကဘုရားပါရဲ့ရိုင်းရိုင်းပြောမှာဆိုရင်အချောင်းနဲ့ရောအလုံးလုံးရတယ်၊ကင်းနဲ့ရောအလုံးလုံးရတယ်။အဲ့တော့မင်းတွေလည်းကြားရင်ဒါဘုပ္ပလီလေးပြောပြ။အဲ့တော့စိတ်တွေသဘောထားနေရမှာငါဒါသူတို့ဒီလူပဲ။အဲ့တော့ငါဒီအလုံးလုံးတာလူနဲ့အလုံးလုံးတာဖြစ်တဲ့အတွက်ကြောင့်မို့လူနေမှုပတ်ဝန်းကျင်နဲ့စိတ်နေသဘောထားအရေးမကြီးဘူးလား။ကြီးပါရဲ့။ချူတဲ့သူတွေရောအလုံးလုံးရအောင်လား။မလားပါဘူး။မဲတဲ့သူတွေရောအလုံးလုံးရအောင်လား။မလားပါဘူး။အဲ့ဒီမျိုးပေါင်း ောထားကိုအဲ့ဒါကိုပြောတာချင်းအကြောင်းကိုရဲ့စိတ်တွေသဘောထားလေ့ကျင့်ထားမှုလိုအပ်တယ်။အရင်ကြည့်ဦးလားစိတ်တွေပေါ်တာ။ပြန်ပြန်ရတဲ့ဒီတော့လေးနဲ့စိတ်ရှိတဲ့ထဲမှာပါအောင်စိတ်မရှိတတ်ဘူး။အဲ့ဒါစိတ်သဘောထားလည်းပြန်ပြီးမလေ့ကျင့်ရအောင်လား။ပြန်ပါ။ကျမ်းမာကြိုက်ခံတဲ့ခန္ဓာကိုရဖို့အတွက်လေ့ကျင့်ခံမလိုအောင်လား။ဒီလိုပဲစိတ်ပိုင်းလောက်တဲ့နေရာမှာလည်းစိတ်တက်ကြိုက်ခိုက်ဖို့မလိုဘူးလား။ဟုတ်ပါရဲ့။ဘုရားအပြစ်မပြင်းလားဒီလား။ပြင်းတယ်ဟုတ်။ ါရအောင်သွားမယ်ငါတောင်းကြီးကြီးအောင်လုပ်မယ်ငါဖြစ်အောင်လုပ်မယ်ဆိုပြီးကိုယ့်ရဲ့စိတ်ဓာတ်ကိုခံအောင်မလုပ်အောင်လားအဲအဲ့ဒါစိတ်ကြီးတဘောထားနေလေးလားတဲ့ကဲဒါဒီအချက်ကဒီစီးပွားရေးမှာမလိုအောင်လားအရင်တော့ဒီအချက်တွေမတွေ့တဲ့သူတွေရှိတော့ရှိတယ်တိနိုင်တယ်ငါချက်တိနိုင်တယ်သုံးချက်တိနိုင်တယ်ကဲဘယ်အချက်မှာကိုယ်ကဟိုမှသိလဲခြာရည်ဟာအမှတ်ပေးထားတာကိုလေ့ကျင့်ရမယ်ကက်ဆက်သွားမယ်နော်အခုမရနေတမီး တနည်းတော့လောင်းမီနေလောက်လဲဆိုလို့ရှိရင်တော့နှစ်အီကုန်ငယ်တော့ okay ဆက်သွားမယ်နံပါတ်1အရေးကြီးဆုံးကပန်းနိုင်ချမှတ်မယ်ပန်းနိုင်ချမှတ်တဲ့နေရာမှာတို့ဒီစီးပွားရေးမှာပန်းနိုင်ချမှတ်တဲ့စီးပွားရေးမဟုတ်လားအစကတည်းကအစကတည်းကနေသိတာအခုမှသိရမှာအစကတည်းကသိတယ်ဒါပေမဲ့သိတယ်လို့လို့သိတယ်လို့လို့နဲ့ပန်းနိုင်လို့သာပြောတယ်တကယ်လို့တချို့လူတွေပန်းနိုင်ကြောက်ကုန်လို့အခမ်းမနဲ့တော့မရောက်တော့ဘူးဟုတ်တယ်မလားဘာလို့ဆိုဒီနေ့မလုပ်တဲ့နေ့တော့ 20th မယ် successful စီးပွားရေးမောင်ဝင်းမောင်ကလို့လုပ်နေတဲ့စီးပွားရေးကလေဝါမာကတ်ရေးစီးပွားရေးဖြစ်တယ်လေဝါမာကတ်ရေးစီးပွားရေးရဲ့အခြေခံ main ကဘာဖြစ်ဖို့လိုလဲ not lian not lian ပေးဖြစ် not lian ဆိုတာကတည်ယူတဲ့သူတည်ယူတဲ့ចောင်းသားမျိုးလို့ပြောအမြဲတည်ယူနေတဲ့သူဖြစ်ရမယ်ဘာလို့ဆိုတော့တို့ရေကိုတည်ယူမှုမရှိဘဲနဲ့နောက်ထပ်လူလက်စိတ်ကြလို့ရအောင်မရဘူးဒါဆိုတော့ထွယ်နေတဲ့ ာဖို့မလိုအပ်ဘူးလားမလိုပါဘူးဒီတော့ဒီနေ့ထွေပြီးသင်ယူတဲ့နေ့ဖြစ်တယ်ဘယ်မှာသင်ယူလိုက်တဲ့ခံမလည်းမရောက်တော့ဘူးမင်းနဲ့ရှိလိုက်ဆော့ကားနေတင်လို့ရတယ်ဒါပေမဲ့ तू ကိုလိုမျိုးစာအုပ်နဲ့ဖော်ပြနေတယ်လိုက်ပြီးတင်တယ်ဆိုတော့ဖြစ်လိုက်ပါမလားဖြစ်ပါဘူးဆုံးအရှိမချပြီးတော့စာအုပ်နဲ့စာပေနဲ့လိုက်ရေးမှတ်တယ်ဆိုတာလေဓာတ်ပုံရိုက်ထားပြီးရင်မရက်လေးကိုပို့လာတော့မင်းနဲ့စုတော့ချအောင်โอเคဆက်သွားမယ်ပန်းနဲ့ချမှတ်တဲ့နေရာမှာတက်တော်တဲ့အချိန်ကာလအခုနမင်းနဲ့မေးတယ် 干拉些业务？干拉些业务？都拉些业务？